ကျောက်တလုံးကြီးမြို့တွင်အပြည်ပြည်ဆိုင်ရာမွေးစေဝါလွယ်သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်မှန်ဟောပြောပွဲနှင့်လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကျောက်တလုံးကြီးမြို့၌ဂျွန်လ26ရက်နေ့တွင်ကြာရောက်မြည်အပြည်ပြည်ဆိုင်ရာမွေးစေဝါလွယ်သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်မှန်အဖြစ်အသိပညာပေးဟောပြောပွဲနှင့်တရင်စကားလက်ကမ်းစာဆောင်များအခမဲ့ဖြန့်ဝေခြင်းကို ဇွန်လ25ရက်နေ့နဲ့9နာရီခွဲကပြုလုပ်ခဲ့ပါတယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြောက်တလုံးကြီးမြို့ဦးစီးမှုဒေါ်သနာဝင်းကကြောက်တလုံးကြီးအခြေခံပညာထက်တန်းကျောင်းတွင် လူငယ်နှင့်မူရစ်စေးကောင်းစဉ်ဖြင့်အသိပညာပေးဟောပြောပြီးဝန်ထမ်းများကအပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါလွှဲတုံမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာဆောင်များကိုဌာနဆိုင်ရာယုံများကျောင်းသားကျောင်းသူများ ရက်ွက်နေပြည်သူများလက်ဝယ်ရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနဲ့အဆိုပါလက်ကမ်းစာဆောင်တွင်မဟာဗျူဟာ၂ရက်နီးဗျူဟာ၃ရက်မူရစ်စေး၃ဆွဲခြင်း၏စိတ်ပိုင်းဆိုင်ရာစူဂျိုများမူရစ်စေး၃ဆွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာစူဂျိုများစောင်းပါများစောင်းပုတ်များကြပြာနှင့်ကာတွန်းများပါရှိကြောင်း သိရှိရပါသည်ကျောက်တလုံးကြီးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်နေလူနေမြတ်များအထိမ့်မှတ်နေများနှင့် ဘဟုတ္တရပွဲအကြောင်းအရာများကိုကျောင်းသားကျောင်းသူလူငယ်များပုံမူသိရှိနိုင်စေရေးအတွက်အသိပညာပေးလုပ်ငန်းများဖြင့်လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ခမညာ